လူတွေကအလုတ်ကင်မရှိလို့ရှင်ဒီသုံးဘိန်းသမားတွေကိုမမောင်းပါနဲ့လို့ပြောပြီးအလုတ်လက်မဲ့ဖြစ်သွားလို့ရှင်လမ်းဘေးနားမှာတခိုးသမားတွေလိုင်စင်မရှိတဲ့ကားတွေလိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကရန်တန်ကားတွေရဲ့မော်တော်ယာဉ်တွေမှာဆိုလို့ရှိရင်ဒီပရိုက်တာအကြောင်းတွေပရိုက်တာအသင်းတွေအတွက်ကြတော့တော်တော်လေးကိုနှစ်လာပါတယ်ဒါလက်ရှိတာဝန်ရှိတဲ့ဒီဒီဇယ်အစိုးရရဲ့ပေါ့လေ အားလုံးပဲမင်္ဂလာပါမိုးရဲ့ channel လေးရရင်ကြိုဆိုလိုက်ပါရစေ။မိုးဒီနေ့တစ်ဆက်ပြည့်ချင်တဲ့ video လေးရတော့အရောက်မှအရေးကြီးရေပေါ့နော်။ license နဲ့ကားဒီဆိုင်ကတည်းကဖမ်းယုံနေမဟုတ်ဘူး။အခုဆိုလို့ရှိရင်တော့ဒီဆရာတော်ဖျားတွေစီးတဲ့ကားကြီးရဲ့ပြုလက်ကားတွေရဲ့ဝါလိုက်လံဖမ်းစီးနေလို့ဒီဆရာတော်ကနေပြီးတော့တောင်းဝန်ရှိတဲ့သူတွေကိုမဖမ်းဖို့တောင်းဆိုလိုက်တဲ့ video လေးကိုတစ်ဆက်ပြည့်မှာပဲဖြစ်ပါရစေ။ video ထဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်။ချီတဲ့မျိုးတွေလက်ပူးတရတင်းကစားရအောင်လို့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါရစေ။ဒါဆိုတော့ video လေးကိုစတင်ကြရအောင်နော်။ဒီအားလုံးပဲမင်္ဂလာပါဗျ။ အစဉ်ကတော့53ပိုင်း5ဖလုံးမှာသတင်းသုံးနေထိုင်တဲ့မြေတားကလက်ဆရာတော်ဦးစာနေရပဲဖြစ်ပါတယ်ဟုတ်ပြီလေချိုးရီတို့ဟုတ်တယ်ပြောချင်တယ်အเจ้าရာလေးရှိလို့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဦးစင်တို့ဟိုဒီဝတ်တော့ကားတွေဝတ်တော့ကားတွေဝတ်တော့စိုင်ကယ်တွေပေါ့ဗျာလိုင်စင်မရှိတဲ့ကားတွေလိုင်စင်မရှိတဲ့စိုင်ကယ်တွေအဲ့ဒီ ဖရက်ကအခုလိုင်းပေါ်မှာတော်တော်လေးကိုကြည်ကြည်ပြီးမြတ်ဖြစ်နေတယ်ပေါ့ဗျာမှန်ပါတဲ့ဦးစင်းတို့ကြောင်းမှာရှိနေတဲ့အုံပြူနေတဲ့ကားတွေလည်းပဲလိုင်းစင်းမရှိပါဘူးလိုင်းစင်းမရှိဘူးဒါပေမဲ့လို့ဟိုဒီလိုမျိုးဒီစီမံချက်တစ်ခုအနေနဲ့ဟန်းနေဆိုတာကတော့ဒါကတော့ဟိုတစ်ဖက်လက်နဲ့တွေးမယ်ဆိုလို့ရှိရင်တော့လိုင်းစင်းမရှိတဲ့ကားတွေလိုင်းစင်းမရှိတဲ့ဆိုင်ကယ်တွေကဒီမြန်မာနိုင်ငံ မြန်မာနိုင်ငံရဲ့ဒီဇယ်ဥပဒေနဲ့ပတ်သက်ပြီးတော့တိုင်းညီစွန်းနေပေါ့ဗျာညီစွန်းတဲ့အတွက်ကိုဒါဖမ်းမိုင်ဝင် ရှိတယ်ဆိုတာမှန်ပါတယ်အဲ့ဒီထဲမှာမှမှန်တယ်ပေါ့နော်ဦးစင်းတို့ဒီရန်တန်ကားတွေရဲ့မော်တော်ယာဉ်တွေမှာဆိုလို့ရှိရင်ဒီဘာသာရေးရတော့လကောဒီလူမှုရေးရတော့လကောအသုံးပြုနေတဲ့ကားတွေရှိပါတယ်အဲ့ဒီကားတွေကိုဒီချင်းချက်အနေနဲ့နားလဲပေးစီလိုပါတယ်လို့ ဒါလက်ရှိတာဝန်ရှိတဲ့ဒီဒီဇယ်ဆိုရရေပေါ့လေလူကြီးတွေကိုဟိုပြောကျင်တာပါတို့ကလူမှုအကျိုးပြုနေတဲ့အမ်ယူလက်တွေလူနာတင်ရင်တွေပေါ့ဗျာအဲ့လူနာတင်ရင်တွေကိုလည်းဦးဇင်းတို့ဖန်းစီတာတွေရှိတယ်ဖန်းဖန်းစီတာတွေတွေ့မြင်ရတယ်ဒါတော့ဟုတ်တယ်ပေါ့နော်အဲ့တော့တွေ့မြင်ရတဲ့အခါမှာဘာကိုဦးဇင်းတို့ကသွားပြီးတော့ဒီအသေးနာလဲဆိုလို့ရှိရင် မြန်မာနိုင်ငံမှာသဘာဝဘေးဖြစ်တိုင်းဖြစ်တိုင်းမှာဘယ်သူတွေရှည်ဆုံးကထွက်တာလဲဘယ်သူတွေကူညီကယ်ဆယ်ရေးတွေလုပ်ကြရတာလဲဒီပရိုက်တာအသင်းတွေပဲပရိုက်တာအသင်းတွေပဲကူညီကယ်ဆယ်ရေးတွေလုပ်ကြရတယ်ဟုတ်ဝေးอยู่မကြည့်ပါနဲ့ဗျာအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အထက်ပိုင်းဒေသဖြစ်တဲ့မန္တလေးစကိုင်းစကိုင်း တဘာဝမလင်တန်ပြီးခန်းစားနေရတဲ့အချိန်မှာတိတိချင်းပဲဦးဇင်းတို့တွေမြန်မာနိုင်ငံအနှံ့အနှံ့မှာရှိတဲ့ရရက်မှာရှိကြတဲ့အမျိုးလက်တွေပြီးလို့ရှိရင်ဒီလူနာတည်ရင်တွေပရိုက်တာတည်ရင်အများဆုံးတွားရောက်ပြီးတော့အရင်ဆုံးရှေ့ပြေးအနေနဲ့ကုညီကယ်ဆယ်ရေးတွေလောက်ကြရတာပါအခုလိုမျိုး license မရှိတဲ့ကားတွေ license မရှိတဲ့စိုင်းကယ်တွေဟန်းနေဆိုတာကတော့ဒါဒီဇယ်အစိုးရရဲ့ တို့ဥပဒေနဲ့အညီလှုပ်ဆောင်လာဖြစ်တဲ့အတွက်ကိုဘာမှကောင်းသည်ဆိုသည်ဥစဉ်အနေနဲ့ဘာမှမှတ်ချက်ပေးလို့ပါဘူးဒါပေမဲ့ချွင်းချက်အနေနဲ့ဒီအမြူလက်ကားတွေပရိုက်တာအတင်းကားတွေကိုတော့ဟန်စီတဲ့စီမံချက်ထဲမှာပါနေတာကတော့လုံးလုံးကြီးမဖြစ်သင့်ဘူးလို့ဥစဉ်အနေနဲ့ထင်ပါတယ်အဲ့ဒီအမြူလက်ကားတွေလူနာတင်ရင်ကားတွေကို တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ဘယ်လိုမျိုးစီမံဆောင်ရွက်ပေးမလဲဖန်ဆီးတဲ့မှာမပါဘဲနဲ့ဒီသွာလာလို့ရအောင်ကုညီကယ်ဆယ်လို့ရအောင်ချင်းချက်အနေနဲ့တခုခုတော့လှုပ်ပေးတင်တယ်လို့မြင်ပါတယ်ဒါဦးဇင်းတို့ရန်အနေမှာဒီတောင်ကိုခရိုင်အုတ်တွင်းခရိုင်ပြီးလို့ရှိရင်ရန်ကုန်တိုင်းအစရှိတဲ့ဒီမြို့နယ်တော်တော်များများ တိုင်းဒေသကြီးတော်တော်များများကအမြူလက်အတင်းကားတွေ မှန်တယ်ဗျအခုချိန်မှာယာယီရဆိုင်ထားရပါတယ်ယာယီရဆိုင်တဲ့အတွက်ကိုဘလူးတွေနင့်လာတာလဲဆိုလို့ရှိရင်ပြည်သူတွေနင့်လာပါတယ်ပြည်သူတွေနင့်လာပါတယ်ဘာကြောင့်ပြည်သူတွေနင့်လာတယ်လဲဆိုလို့ရှိရင်ပတ်စံရှိတဲ့လူမှုအတိုင်းအဝိုင်းကြတော့အမျိုးလက်ကခေါ်စရာမလိုဘူးပေါ့ဗျာမရှိစင်းရဲသားလက်လုံလက်စားသမားတွေကစေယုံစေကံသွားကျင်ပြီးရေးဆိုလို့ရှိရင်ဒီအမျိုးလက်ကတွေပရိုက်တာအတင်းကားတွေကိုပဲအားကိုရတာ ကူညီတောင်းရတာပါဗျာအဲ့တော့ပြည်သူလက်လုံလက်စားပြည်သူတွေမရှိစင်းရဲတာပြည်သူတွေအတွက်တော်လေးကိုနှစ်နာပါတယ်နောက်ထပ်ဒီသာသနာရေးအသုံးပြုနေတဲ့ရင်းနေပေါ့ RNG RNG ရင်းနေ RNG ရင်းနေမှာကဒီ RNG license သာသနာ license ရှိတယ်ဆိုတော့ကားတွေပေါ့ ဲ့ဒီကားတွေအောင်စင်းလို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်သာသနာ့လိုင်စင်ရှိတဲ့ကားမှာတရားရာဂိုင်းလုံးမှာအာဗျမ်းများအပြင်ဆိုလို့ရှိရင်တော့30ရာဂိုင်းလုံးလောက်ပဲအာစုကြောင်းပြီးသာသနာ့လိုင်စင်ရှိပါတယ်နှစ်ပိုင်းနှစ်ပိုင်းလား30ရာဂိုင်းလုံးလောက်ပဲသာသနာ့လိုင်စင်ရှိတယ်ကျန်တဲ့80ရာဂိုင်းလုံးလောက်ကတစ်ပိုင်းလေးသာသနာ့လိုင်စင်မရှိဘူးဟုတ်ပြီဒါအရင်အရင်တည်းကလည်းပဲအာအစိုးရဆက်ဆက်ပြောင်းလာတဲ့ခါမှာအရင်အရင်တည်းကဟို ဒီဘာသာသာသနာအတွက်လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ဖို့အတွက်ကိုနားလည်မှုအနေနဲ့ပေးစီထားတာပေါ့အဲ့ဒီမှာမှအခုလိုမျိုးစီမံချက်နဲ့ဖမ်းတဲ့အခါမှာတကယ်တကယ်လူမှုအကျိုးပြုတွေလုပ်နေရတဲ့ဒီပရိုက်တာအကြောင်းတွေပရိုက်တာအသိတွေအတွက်ကြတော့တော်တော်လေးကိုနှစ်နာပါတယ်တော်တော်လေးနှစ်နာတယ်ဟုတ်အခုလက်ရှိဦးစင်းဒီထိုင်းနိုင်ငံကိုရောက်ရှိနေတာထိုင်းနိုင်ငံမှာချိန်တဲ့ကိုရောက်ရှိနေတာ မာချိုင်းထဲမှာဆိုလို့ရင်ဒီထိုင်းနိုင်ငံမှာကဘယ်လိုလဲဆိုလို့ရှိရင်လူတန်းစီကားစီးနိုင်တဲ့အခွင့်အရေးပေးထားတယ်။ဘာကြောင့်ကားစီးနိုင်တဲ့အခွင့်အရေးပေးထားတာလဲဆိုလို့ရှိရင်အဲဒီကားတစ်စီးမှာကျွန်တော်ဟိုတိန့်တရာမပြည့်ဘူး။နေဦးတည်ပြည့်ရတယ်။တိန့်တရာမပြည့်ဘူး။ဒါ license အပါပေါ့ဗျာ။ license အပါကိုတိန့်တရာမပြည့်ဘူး။လိုင်စင်တန်းတိုးမယ်ဆိုရင်တော့မှဘတ်1000ကျော်2000တော့မပြည့်တဲ့ဝန်းကျင်လောက်ပဲကြာတင်တာဖြစ်ပါတယ်အဲ့လိုင်းကောင်းပါလား ။သိန်းနဲ့သိန်း100ကျော်200ဝန်းကျင်လောက်ဆိုလို့ရှိရင်ကာကောင်းကောင်းရပါတယ်။ဒါထိုင်းနိုင်ငံကထိုင်းနိုင်ငံကဟိုပြောမှဆိုရင်ထိုင်းနိုင်ငံပြည်သူတွေတွေမဟုတ်ဘူး။ဦးဇင်းတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနောက်တစ်ခုကဒီအစရှိပဲဒီထိုင်းနိုင်ငံမှာလာရောက်ပြီးတော့လောက်ကင်နေကြတဲ့လူတိုင်းတရားဝင်စီကွင်ရှိတယ်။ဒီဝတ်တော့ရဲဆိုရမရှိဘူးဗျာ။မရှိရအောင်လည်းပဲသူတို့အနေနဲ့ကားစည်းကိုလူရန်စီစီးနိုင်လောက်တဲ့အနေအထားမျိုးဖြစ်အောင်လုပ်ပေးထားတာ။ ဲ့တော့ဒီဦးစင်းတို့နိုင်ငံမှာကြတော့ဒီထိုင်းနိုင်ငံမှာသိန်း100ဝန်းကျင်လောက်နဲ့ရတဲ့ကားတွေဒီမတော်တာ3ဘိန်းနေလမ်းပေါ်တမောင်းနေတဲ့3ဘိန်းရဲ့ကိစ္စဘာပြောချင်လဲဆိုတော့ကျွန်တော်ဘာမှမပြောချင်ဘူး။ဒါဆိုတော့သူတို့ကကျွန်တော်ရဲ့စီဝါပြိုင်ဖက်လည်းမဟုတ်ဘူးဗျ။အဲ့တော့သူတို့နောက်ကွယ်မှာလည်းသူတို့ကိုအားပိုးပြီးတော့မှစားတောက်နေတဲ့မိသားစုတွေရှိတယ်။သူတို့လည်း စီးပွားရှာနေတာဝေးကြီးရှာနေတာအဲ့တော့ကိုချင်းစားတယ်လူတယောက်ကို အလောက်ကင် မပေးနိုင်ရင်နေပါစေလူတယောက်ရဲ့အလောက်အကင်ကို မပိတ်ပင်ပါနဲ့အဲ့တော့သူ့မိသားစုအတွက်သူလဲရှာဖွေနေတာရုန်းကန်နေတာဒီအလောက်မရှိရင်သူဘာသွားလှုပ်ရှားမှာလဲဒီလောက်မရှိရင်လူတွေကအလောက်ကင်မရှိလို့ရှင်ဒီသုံးမိန်းသမားတွေကိုမမောင်းပါနဲ့လို့ပြောပြီးအလောက်လက်မဲ့ဖြစ်သွားလို့ရှင်လမ်းဘေးနားမှာ တခိုးသမားတွေပေါ်လာရင်ဘယ်သူတောင်းရင်ယူမှာလဲအလောက်ကိုင်းမရှိရင်တင်မဲဖြစ်ဖြစ်ကျွန်ုပ်ပဲဖြစ်ဖြစ်ဘဝရက်တည်ရဲ့အတွက်ရှာကြံပြီးလောက်ကန်ရမှာပဲခိုးတဲ့ရင်လည်းခိုးမှာပဲလူတင်ရင်လည်းလူမှာပဲအဲ့တော့ဒီသုံးမိန်းသမားတွေရဲ့အခြေခံလူတန်းစားတွေရဲ့အလောက်ကန်ကိုချင်းစားတယ်ဗျာကျွန်တော်ရဲ့အခြေခံလူတန်းစားပဲအဲ့တော့လူကသူ့လုံနဲ့သူလုံနေကြတာပဲလမ်းပေါ်မှာပိတ်နေရင်ဖြည်းဖြည်းလေးသွားပါကဲ တင်မချင်နိုင်ရင်ကြော်သွားလိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါအခြေခံလူတန်းစားတွေရဲ့ဘဝကိုမပိတ်ပင်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှိရင်တော့ line စင်မကားတွေဆိုင်ငယ်တွေကိုဖမ်းယူနေမှာမဟုတ်ဘူးအခုဆိုလို့ရှိရင်တော့ဖုန်းကြီးတွေကား line စင်မရှိရင်လည်းဖမ်းတယ်ပေါ့နော်ဒီလူနာတင်ကားက line စင်မရှိလို့ရှိရင်လည်းဖမ်းတယ်ဒါကြောင့်မို့လို့ဒီကားတွေကိုမဖမ်းဖို့ဒီဖုန်းကြီးကနေပြီးတော့တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်ကြည့်တဲ့မျိုးရည်လည်း ကျွတ်တဲ့ပစ္စည်းကောက်လို့ရအောင်လို့ပုဂ္ဂုတ္တတာအနေနဲ့ပြန်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်။ဒီတာဝန်ရှိတဲ့သူတွေအနေနဲ့လည်း license တက်တန်းလေးတွေကိုပြန်ချပြီးဖို့တောင်းဆိုပါရရှိ။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေလည်းဗီဒီယိုလေးရဲ့အမှ comment တွေရေးခဲ့ပြီးလို့ရပါရရှိ။နောက်ထပ်လည်းဘုဆက်လေးတစ်တင်းနဲ့ဟာတာဗီဒီယိုလေးဘုတ္တတာရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်လည်းတင်ဆက်ပေးသားမှာမို့မို့ channel လေးကို like subscribe နဲ့တောက်ပို့တောင်းဆိုပါရရှိ။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်။